ကိုကတော့ဒီများလူမျိုး online မှာဈေးအောင်ခြင်းနဲ့အမှန်ဘာရောင်ရမှမသိတဲ့လူတွေကိုခဏရက်ကျွန်တော်နေပြောပြပေးမယ်ကိုကပြောတယ်ကိုကြိုက်တဲ့ဟာကိုအရင်ရောင်းတယ်တော်တော်များများလေးအမှန်တကယ်မဟုတ်ပါဘူးတကယ်လို့ဥပမာကိုကမြောက်ကြိုက်တယ်အမြောက်ကောင်းကိုဖျက်ပြီးတော့တော့ရောင်းရရနိုင်မလားအလုပ်ဖြစ်လားမဖြစ်ဘူးလေမြေသွေးပြောင်းကြည့်ပါလားတကယ်လို့ तू ကိုကြိုက်တဲ့အရာကိုမရောင်းမဲနဲ့စင်တော့ ကိုယ့်ရဲ့ customer တွေဘာတွေလိုအပ်တာလဲအဲ့ဒီ customer group ကိုရှာရမှာကျွန်တော်တို့ကဘယ်လိုရောင်းပေးမှာလဲဟုတ်လားကျွန်တော်တို့ရောင်းတဲ့လူရှိမှကျွန်တော်တို့ရောင်းလို့အဆင်ပြေဘူးအလူတိုင်းဝယ်တယ်ဆိုတာမတွေးနဲ့ဒါကတော့မရတာမဟုတ်ရတယ်ဒါပေမဲ့နည်းနည်းလေးပဲအများကြီးတော့မတော်ဘူးများလိုမျိုးတိုးတက်ခြင်းများများလိုမျိုးရောင်းခြင်းလဲဆိုရင်ကိုယ့်ရဲ့ရောင်းမဲ့လူတွေကိုရှာကိုယ့်ရဲ့ group ဘာကိုသူတို့ဘာကိုလိုအပ်တာလဲသူတို့လိုအပ်တဲ့အရာတွေကိုကျွန်တော်တို့ရောင်းပေးရမယ်ဒါမှမင်းရောင်းလို့ရမှာ ော်တို့တောင်းနေတဲ့ဖုန်းနဲ့ကြည့်ကြည့်နော်ဘလို့အပ်တဲ့ group ထဲမှာပဲသူရောင်းချတယ်ဘလို့အပ်တဲ့နေရာမှာ तू မထဲဘူးဒါပြည့်ရဲ့ဈေးကွက်လူရဲ့ customer တည်တဲ့ရှိတယ်အဲ့ဒီ customer ကို तू ရွေးချယ်တာပြီးသားအဲ့ဒါကြောင့် iPhone ကျင်တော့ iPhone line ကိုကြွားတာ iPhone ကိုင်တဲ့လူက Android တိတ်မကိုင်ကြဘူးတို့လား Android ကိုင်တဲ့လူကရော iPhone ကိုပြေးကိုင်မကိုင်ကြဘူးသူ့ group နဲ့သူရှိတယ်သူရဲ့ customer နဲ့သူ့နဲ့သူ꿰လွားပြီလားဒါကြောင့်ကျွန်တော်တို့ဈေးရောင်းရင်လည်းအတူတူပဲ ကျွန်တော်တို့ရောင်းမဲ့သူကဘသူလဲကျွန်တော်တို့အဲ့ဒါကအရင်ရှာပြီးမှတို့ကဘာလိုအပ်လဲတို့လိုအပ်တဲ့ဟာကိုကျွန်တော်တို့ရောင်းမှာအရင်လူကြီးတွေအသွေးတွေမင်းလိုက်မတွေးနဲ့ကျွန်တော်တို့အလောက်ကနေထွက်မှာကျွန်တော်တို့လက်ရှိလုပ်နေတဲ့အလောက်နဲ့တွေးလို့လို့မရဘူးဆိုတာမတွေးနဲ့အဲ့ဒီဆိုရင်အရင်နေမရှိဘူးလုံးလုံးမရဘူးရင်းနေနေတယ်အစင်မပြေဘူးမပြည့်စုံဘူးပြောမနေနဲ့လူတိုင်းမှာဘာလို့မှမပြည့်စုံအဲ့လိုမျိုးတွေးမယ်ဆိုရင်တော့ဒီဘဝတိုးတက်အောင်မလား ။တွေးလို့မရဘူးအဲ့လိုမျိုးတွေ။အခုခေတ်ကမတူတော့ဘူးအရင်တော့ကနဲ့အခုနဲ့အခြားစီ။မင်းအရင်နေမရှိလဲစီးပွားရေးလုပ်လို့ရတာပဲ။ဥပမာဆရာနဲ့တိတော့ရှော့မှလဲမင်းပတ်စံတပြားမှမလိုပဲနဲ့ဆရာနဲ့ဈေးရောင်းလို့ရနေတာပဲ။ဘာဖြစ်လို့မင်းမစမ်းလာလဲ။စမ်းကြည့်။လောက်ကြည့်။မလုပ်ရင်မရဘူး။မင်းရဲကိုရဲရမယ်။မင်းမရဲပဲနဲ့ဆရာနဲ့မင်းကတိုးတက်ချင်တာတစ်ခုတည်းနဲ့ပဲမရဘူး။ဒါကြောင့်မင်းကဒီနေ့ကစပြီးတော့ မင်းကိုယ်တိုင်မင်းမနှိုးစွာဘူးနော်မင်းသူများအလောက်တက်တက်လုံးလောက်သွားမှာလားဒါကိုဖြေပေးပါလို့ကျွန်တော်ပြောချင်ပါတယ်